တော့အမြင်နဲ့ပြောနေကြစကားရှိတယ်နိုင်ကျင်ပါသလားနိုင်ကျင်ဘောလုံးအွန်လိုင်းနဆမှကိုအဓိကဆော့ပါမင်္ဂလာပါညီကိုတို့ Not Today Football Official Page ကနေကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့အားလုံးစောင့်မျှော်နေကြတဲ့ဘောလုံးအွန်လိုင်းနဆမှရောက်ရှိလို့လာပါပြီစန်နေနဲ့တနင်္ဂနွေနေ့နှစ်ရက်ပေါင်းပြီးတော့ဘောလုံးအွန်လိုင်းနဆမှကိုဖန်တီးထားပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်တေချာလေးအသေးစိတ်ရှင်းပြပေးသွားမှာမလို့ဗီဒီယိုကိုစောင့်နေကြည့်ဖို့အတွက်ပြောချင်ပါတယ်ဗျဘောလုံးအွန်လိုင်းနဆမှက ကျွန်တော်တို့နိုင်ဖို့ရာခိုင်နှုန်းတော်တော်လေးကိုများတယ်။ရာခိုင်နှုန်းရအဖြစ်ပြောမယ်ဆို80ရာခိုင်နှုန်းအထက်နိုင်ဖို့ခြံရှိတယ်လို့ပြောလို့ရပါတယ်။လက်ရှိပုံတွေကအတိုင်းကြည့်မယ်ဆိုရင်ကျွန်တော်ဒါဒီယာတီမှာဘောလုံး online နှစ်ဆမောင်းဖန်တီးခဲ့တာတိုးတယ်9ပွဲရှိပါတယ်။အဲ့ဒီတည်းမှာဆိုကျွန်တော်တို့ဒါ6ပွဲနိုင်ခဲ့တယ်။တပွဲအာအော်တိုဘလာ16ရက်နေ့မှာတရက်ကြာရှုံးခဲ့တယ်ဗောလေဆိုတော့ကြာမှာ result အရာပြောရမယ်ဆိုရင်6အာ6ရက်နိုင်တာတဲ့တရက်ရှုံးနေဆိုတဲ့အနေအထားမျိုးမှာဒီ result ကိုကြည့်မယ်ဆိုရင်ဒါနိုင်ဖို့ရာခိုင်နှုန်းတော်တော်လေးကိုများတယ်ဆိုတာသိတာထင်တာမှာဖြစ်ပါတယ်ဘောလုံး online နှစ်ဆမောင်းကို ိုကိုရိုင်းမစော့တက်ဘူးအလုတ်ရှုပ်တယ်ဆိုရဲညီကိုရီအတွက်ကျွန်တော်ကိုစော့ပေးပါဆိုပြီးတော့ shop ခိုင်းတဲ့ service အပ်လို့ရပါတယ်ကျွန်တော်အတမင်အကောင့်နဲ့ကျွန်တော်ကိုရိုင်းစော့ပေးတယ်စော့ပြီးသားရင်ဒါစော့ထားပါတယ်ဆိုတဲ့တတိအထောက်ထား screen shot တွေကိုညီကိုရီစီကိုပြန်လည်ပြီးတော့ပေးပို့ပေးပါတယ်တခုတော့ရှိပါတယ်ကျွန်တော်အနည်းဆုံးမြန်မာငွေ9000ကျပ်ကစပြီးတော့အများဆုံး limit မရှိဘူးကျတဲ့လောက်ထူလို့ရတယ်။ဆော့ကအနေနဲ့ဆိုရင်တူတဲငွေရဲ့အကောက်900ခန့်လို့သာအကောက်အနေနဲ့ယူပါတယ်။ဆနေနေငွေ2ရက်ပေါင်းဆော့ထားတဲ့ဘောလုံး online နှစ်ဆောင်ဘလူးချီနဲ့ယူထားရဆိုတော့ကျွန်တော်တိတ်ချလေးရှင်းပြပေးသွားမယ်။တူတဲ 6ပွဲယူထားတယ်ဒီထဲမှာ4ပွဲကစနေနေ့မှာဆော့မှာဖြစ်ပြီးတော့နောက်ထပ်ကျန်တဲ့2ပွဲကတနင်္ဂနွေနေ့မှာဆော့မှာဖြစ်ပါတယ်ဘောလုံး online နှစ်ဆမောင်းကျွန်တော်ကိုဆော့ပေးပါဆိုပြီးတော့ service update ညီကိုရိအနေနဲ့ဒီနေ့အခုလေးရဆပြီးတော့ငွေလာလွှဲထားလို့ရတယ်မနေ့ဖြန်စနေနေ့ညနေ၄နာရီလောက်နောက်ဆုံးထားပြီးတော့လာပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်ကွန်ပျူတာဖွင့်ပြီးအလုပ်လုပ်အောင်ဖြစ်တာကြောင့်မလို့အပြင်သွားစရာကိစ္စမျိုးပေါ်လာရဲဆိုရင်အစိမ်းမပြေဖြစ်နိုင်တာကြောင့်မလို့အခုလေးရငွေလာလွှဲထားလို့ရတယ်ဒါမှမဟုတ်လေမနေ့ဖြန်ညနေ၄နာရီလောက်နောက်ဆုံးထားပြီးတော့လာပေးပါပေါ်လီကြောင့်သွားလိုက်ရအောင်ပထမအဦးဆုံးပွဲ ိုင်ယန်မြင်းနစ်ပွဲမှာဆိုရင်ကျွန်တော်ဘိုင်ယန်အနိုင်ရွေးထားတယ်ဆိုတော့ပုံထဲမှာလည်းကျွန်တော်အာစာလေးလေးနဲ့ထိုးပြီးတော့လည်းရှင်းပြပေးထားတယ်ပေါ့လေဆိုတော့ဘလောက်ဆုံးပွဲကဘိုင်ယန်အနိုင်တကူအသားနဲ့နိုင်နိုင်လေးကိုရပြီးကျွန်တော်တို့ကြေးအောင်ဖို့မလိုဘူးဘာကြေးမှလည်းမပါဘူးနိုင်ုံနဲ့တင်ရပါပြီဒုတိယပွဲ PSG ပွဲမှာဆိုရင်အာ ျွန်တော်တို့ကဂိုးပေါင်းတစ်လုံးအရှုံးဆိုတဲ့ဂျီးကိုဂိုးပေါ်နေထားရဆိုတဲ့အနေအထားမျိုးဆိုတော့ PSG ဘွဲကဘယ်ဘက်ကပဲဂိုးသွင်းသွင်းဂိုးသွင်းသွင်းတိုတယ်အနည်းဆုံး2ဂိုးဆိုတာနဲ့ကိုကျွန်တော်တို့ကနိုင်ပါပြီဗျတတိယဘွဲကချက်စီးကဆန်ဒါလန်ကို3လုံးအရှုံးဆိုတဲ့ဂျီးနဲ့ပေးထားတာကိုကျွန်တော်တို့ကဆန်ဒါလန်ဘက်ကနေထားတာဆိုလိုချင်တာကချက်စီးကဆန်ဒါလန်ကို၄ဂိုးအပြတ်မနိုင်ရဘူးလို့ပြောတာချက်စီးကဆန်ဒါလန်ကို၄ဂိုးအပြတ်နိုင်မှကျွန်တော်တို့ကရှုံးမယ်ဆိုတဲ့အနေအထားမျိုးပါလီဘက်မြောက်ကရီယဲနဲ့ဘာစီလိုနာဘွဲကဂိုးပေါင်းဂျီးတစ်လုံးအရှုံးဆိုတဲ့ဂျီးကိုကျွန်တော်တို့ကဂိုးပေါ်နေထားတာပါဆိုလိုချင်တာကရီယဲ ဲနဲ့ဘာစီလိုနာပွဲမှာဘယ်ဘက်ကပဲဂိုးသွင်းသွင်းဂိုးသွင်းသွင်းအ ਨੇ ဆုံးတိုတယ်နှစ်ဂိုးဆိုတာနဲ့ကျွန်တော်တို့ကနိုင်ပါပြီခင်ဗျာအာဆင်နယ်နဲ့ Crystal Palace ပွဲမှာဆိုရင်အာဆင်နယ်က Crystal Palace ကို၃ဂိုးအဲ၃လုံးအရှုံးဆိုတဲ့ကြီးကိုကျွန်တော်တို့က Crystal Palace ဘက်ကနေပြီးတော့နေထားတာဖြစ်ပါတယ်ဆိုလိုချင်တာကအာဆင်နယ်က Palace ကို၄ဂိုးအပြတ်မနိုင်ရဘူးလို့ပြောတာပါအာဆင်နယ်က Crystal Palace ကို၄ဂိုးအပြတ်နိုင်မှာကျွန်တော်တို့ကရှုံးမယ်ဆိုတဲ့အနေထားမျိုးပါနောက်ဆုံးဘက်က Napoli နဲ့ Inter ပွဲဒီမှာဆိုရင် Napoli က Inter ကို တလုံးအရှုံးဆိုတဲ့ဂျီပေါ်ရီဂျီပေးထားတာကိုကျွန်တော်တို့ကအင်တာဘက်ကနေနေထားတာဆိုလိုချင်တာကနာပိုလီကအင်တာမီလန်ကို2ဂိုးအပြတ်နိုင်မှကျွန်တော်တို့ကရှုံးမယ်ဆိုတဲ့အနေအထားမျိုးပါအဲ့တော့ online နဲ့စမောင်းကနိုင်ဖို့ရခိုင်နှုန်း chance တော်တော်လေးကိုများတယ်တရားရခိုင်နှုန်းတည်ကြတယ်မဟုတ်ပေမဲ့80ရခိုင်နှုန်းအထက်ကိုနိုင်ဖို့တည်ကြတယ်လို့ပြောလို့ရတယ်ကျွန်တော်ယူခဲ့တဲ့ပေါ်လေးမှာပြန်ကြည့်မယ်ဆိုရင်လည်းဒါ9ရက်မှ6ရက်တောင်အနိုင်ရခဲ့တယ်တရက်ပဲ ဒါကန်ဆိုးလို့တကိုးလေးနဲ့ကက်ရှုံးထားရဆိုတဲ့အနေအထားမျိုးပါဆိုတော့ရှုံးဖို့ရကန်တုံးကမရှိဘူးမဟုတ်ဘူးရှိတယ် chance ကရကန်တုံးရကြည့်မယ်ဆိုတော့တော်တော်တော်လေးကိုနည်းတယ်ဆိုတဲ့အနေအထားမျိုးပါဆိုတော့ကျွန်တော်အမြင်နဲ့ပြောနေကြစကားရှိတယ်နိုင်ကျင်ပါသလားနိုင်ကျင်ဘောလုံး online နဲ့ဆက်မောင်းကိုအဓိကဆော့ပါဘောလုံး online နဲ့ဆက်မောင်းကိုပုံမှန်လေးဆော့သွားမယ်ဆိုရင်ကျွန်တော်တို့နိုင်ဖို့ရကန်တုံးကတေချာတလောက်ရှိရလို့ပြောလို့ရတယ်ဥမာကိုကတပွဲကိုတသိန်းလောင်းနေညီကိုလေးဆိုရင်ဘောလုံး online နဲ့ဆက်မောင်းကိုရတန်းရတန်းမှာကျွန်တော်တင်ပြတဲ့ရတန်းရတန်းမှာတသိန်းတသိန်းဆော့သွားပါလိမ့်ရဇက်ရကြည့်မယ်ဆိုရင်လည်းဒါကျွန်တော်တို့ပုံမှန်သာတသိန်းတသိန်းလေးပေါ့နော် ော်ကိုကတသိန်းစောက်ရလူဆိုတသိန်းငါးသိန်းစောက်ရလူဆို၅သိန်းဆယ်သိန်းစောက်ရလူဆို၁၀သိန်းဥမာအပြင်ကျွန်တော်တသိန်းနဲ့ပဲပြောမယ်ပုံမှန်တပွဲကိုတသိန်းစောက်ခဲ့ရညီကိုဆိုကျွန်တော်တို့ဒါ၆ပွဲနိုင်တပွဲရှုံးဆိုတဲ့ကြောင့်မလို့အပေါင်း၅သိန်းထွက်နေပြီဖြစ်တယ်ဆယ်ပွဲမှာဆိုအနည်းဆုံး၈ပွဲလောက်နိုင်မယ်ဆိုတဲ့အနေအထားမျိုးရှိတယ်ဘောလန်အွန်လိုင်းနဲ့ဆက်မောင်းကဒါကြောင့်မလို့ကျွန်တော်နိုင်ဖို့ရကိုင်းတော့၈၀ရကိုင်းတော့အထက်ရှိရလို့ပြောတာဖြစ်ပါတယ်ဆိုတော့ဘောလန်အွန်လိုင်းနဲ့ဆက်မောင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် One is နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့လက်ရှိ Telegram သို့မဟုတ် Fiber ကိုဆက်သွယ်လို့ရတယ်ကိုရန်အကောက်ဖွင့်ပြီးဆော့ကစားလို့လည်းရတယ်ဒါမှမဟုတ်ဆော့ရတာ အာကုရန်အကောက်ဖွင့်ရမှာလောက်ရမှာအာအခက်ခဲရှိတယ်လောက်ရတာအလုရှုပ်တယ်ဆိုရင်ကျွန်တော်တို့ဆော်ပေးပါဆိုပြီးတော့ service အပ်လို့ရပါတယ်အခုအချိန်လေးကစပြီးတော့အာကျွန်တော် wave kp ကိုငွေလွှဲထားလို့ရပြီဒါမှမဟုတ်လည်းမနေ့ဖြန်ညနေ၄နာရီနောက်ဆုံးထားပြီးတော့လာပေးပါအဲ့ဒီအချိန်လောက်တည်းကျွန်တော်တခြားလေးလုပ်ပေးပါဆိုတော့စနေတနင်္ဂနွေနေ့ရက်ပေါင်းပြီးတော့ဆော်ထားတဲ့ဘောလုံး online နဲ့စာမောင်းလေးကိုကျွန်တော်တင်ဆက်ပေးခဲ့ရတယ်အားလုံးပဲ live trend ကြီးပါကျွန်တော်အမြဲတမ်းပြောနေရစကားဆိုရင်တော့နိုင်ခြင်းပါသလားနိုင်ခြင်းလည်းဆိုရင်ဘောလုံး online နဲ့စာမောင်းကိုပုံမှန်လေး live ဆုပ်ဖို့ကျွန်တော်ကတော့တိုက်တွန်းပါတယ်အားလုံးပဲ good luck ပါကံကောင်းပါစေဗျာ